အခုလို노ပရာအင်းကြီးတွေချုပ်မယ်ဆိုလို့ရှိရင်တိုင်းရမယ်ကိုတိုင်းတွေကိုဒီဆောက်ကလေးထဲမှာမှတ်ရမယ်ဒီဆောက်ကလေးထဲမှာမှတ်ရမယ်အချက်လက်တွေတိတိကျကျတိတိကျကျပါတယ်အဲ့ဒီဆောက်သေးမှာမှတ်ဖို့အတွက်ကိုတိုင်းကြီးကိုအခုပြောပြမယ်နော် ကိုတိုင်းမှန်ရန်စာအုပ်ဒီစာအုပ်ကလေးကိုစင်တီရောလက်မရောသုံးလို့ရတယ်ဒီထဲထဲမှာအချက်တွေအကုန်လုံးအပြည့်အစုံထည့်ထားတယ်အခုကတော့လက်မနီးနဲ့ကိုတိုင်းပြန်มาဖြစ်ပါတယ်ဒီစာအုပ်ကို ုံးမယ်ဆိုလို့ရှိရင်ကိုကအထည်လာပြီးတော့ကိုစီမှာလာအပ်တဲ့အခါမှာဒီထက်တဲ့မှာတိုင်းပြီးတော့မှတ်ရမယ်စာအုပ်ကလေးပါအဲ့ဒီတော့ပထမဆုံးဒီစာအုပ်မှာတိုင်းမယ်ဆိုလို့ရှိရင် level ပတ်လည်ရနေအရင်စပြီးတော့တိုင်းမယ်အဲ့ဒီတော့ level ပတ်လည် level ပတ်လည်ကိုတိုင်းမယ်ဆိုလို့ရှိရင်ဒီ level ရဲ့အခြေအောက်အခြေကိုဒီလိုမျိုးတိုင်းပါမယ်เนาะဒီညီမလေးရဲ့ level ကတော့73ခွဲရှိတယ်เนาะအောက်ခြေကိုအဲ့ဒီလိုတိုင်းမယ်ပြီးလို့ရှိရင် ဖတ်ပြီးလက်ဘင်းဘေးအကျယ်တိုင်းနဲ့ဆိုရင်လက်ဘင်းဒီဘက်နဲ့ဒီဘက်နဲ့အကျယ်เนาะလက်ဘင်းအကျယ်တိုင်းနဲ့ဘေးအကျယ်ကသူကငါးလက်မှရှိတယ်လက်ဘင်းဘေးအကျယ်เนาะဘေးအကျယ်တိုင်းနဲ့ဟာလက်ဘင်းရှေ့အကျရှေ့အကျဆိုရင်ဒီပခုံးအမြင့်ရနေပြီးတော့ဒီအောက်ကိုဒီနေလေတိုင်းရဲ့အခြေအတိုင်းနဲ့ဒါက၃လက်မှရှိတယ်ပြီးတော့ပခုံးအကျယ်ဆိုရင်ဒီဘက်ပခုံးနဲ့ဒီဘက်ပခုံးနဲ့အကျယ်ကိုတိုင်းနဲ့သူ့ရဲ့ပခုံးကအခုဝိထားတဲ့အင်ဂျင်နဲ့သူ့နဲ့ လိုက်ကြည့်လို့ကောင်းမှာပေါ့နော်ကြည့်လို့ကောင်းတယ်ဆိုရင်ဒါသူ73ဒီပခုံး73နဲ့ तू ကအနေတော်ပဲတကယ်လို့သူ့အတွက်အဆင်မပြေဘူးဆိုရင်ကိုကတော့လူတို့ကိုရှော့ကိုအတွင်းနဲ့ကိုလှုပ်ပေးရမယ်နော်အဲ့ပြောပြီးတော့လေပင်ပခုံးပတ်လေဒီပခုံးပတ်လေကကြတော့ဒါအော့ရှိုရာအတွက်ဆိုလို့ရှိရင်ဒီပခုံးပတ်လေကိုသုံးမယ်ကြက်ကြက်ကလေးတိုင်းမယ်ဒီလိုလေးကြက်ကြက်ကလေးဒီလိုဆွဲလှုပ်လို့ရှိရင်တင်းနဲ့ကြက်ကြက်ကလေးပေါ့နော်38ရှိတယ် ခြေချိုင်းနှစ်ဖက်အကွာပြီးတော့ခြေချိုင်းနှစ်ဖက်အကွာကိုတိုင်းတယ်ဆိုရင်ဒီနေရာနဲ့ဒီနေရာနဲ့အကွာခြေချိုင်းနှစ်ဖက်အကွာကသူက30ခွဲရှိတယ်နော်နောက်ကျန်းနှစ်ဖက်အကွာကိုတိုင်းမယ်ဆိုလို့ရှိရင်လည်းအခုဒီနေရာနဲ့ဒီနေရာကိုတိုင်းမယ်ဒါကဒီက73ရှိတယ်နော်ရင်ထင်းနှစ်ခုရင်ထင်းနှစ်ခုအကွာဆိုရင်ဒီအဖောင်းနှစ်ခုအကွာကိုတိုင်းမယ်ဒီအဖောင်းနှစ်ခုက ခုနှစ်လက်မှရှိတယ်နော်ခုနှစ်လက်မှဆိုတော့ပုံဆွဲမယ်ဆိုသုံးခွဲနဲ့ဆွဲမယ်ပေါ့နော်ဒါကယင်ထိန်တစ်ခုအကွာယင်ပတ်လေယင်ပတ်လေဆိုရင်ဒီယင်အဖောင်းဆုံးပတ်လေကိုတိုင်မယ်ယင်အဖောင်းဆုံးပတ်လေကိုယင်ဖောင်းဆုံးပတ်လေကဒါ34ရှိတယ်နော်34အတိပဲလက်တလုံးလည်းမချန်ဘူးနော်အပွားကြီးလည်းမဟုတ်ဘူးတင်းတင်းလည်းမဟုတ်ဘူးနော်အဲ့ဒီလိုမျိုးအတိနောက်ပြီးတော့ခါပတ်လေခါပတ်လေကိုတိုင်တယ်ဆိုရင်ခါအသိဆုံးနေရာကိုတိုင်တယ် ခါသိမ်လုံးနေရာမှာလုံကြီးတွေလုံးမနေတဲ့နေရာပေါ့နော်အဲ့ဒီတော့ဒါကခါက28ခုနှစ်ရှိတယ်နောက်ပြီးတော့တင်ပတ်လေတိုင်းတယ်ဆိုလို့ရှိရင်တင်ပတ်လေကတင်အဖောင်းဆုံးနေရာကိုတိုင်းတယ်နော်အဲ့ဒီတင်အဖောင်းဆုံးနေရာက38ခုနှစ်ရှိတယ်ခေါင်းကနေထိပ်ပြီးတော့ပခုံးကလေရင်ထိပ်ဒီပခုံးဒီပခုံးမြင့်တဲ့နေရာကလေဒီရင်ထိပ်ကိုတိုင်းတယ်ရင်ထိပ်ကိုတိုင်းတယ်ဆိုရင်ဒါက7လက်မနော် ရင်ထိတ်ကဆယ်လမ်းမှရှိတယ်။ဒီပခုံးကလေရင်အောက်ကိုတိုင်းနေဆိုရင်ဒီမှာသူ့ရဲ့ရင်အဖောင်းရဲ့အောက်ရင်အဖောင်းရဲ့အောက်ကစန်နစ်ရင်ဖောင်းရဲ့အောက်ကစန်နစ်ရှိတယ်။ပခုံးကလေခါတိုင်းနေဆိုရင်ဒီခါအသိမ့်နေနေရာအထိပခုံးကလေခါအသိမ့်နေနေရာက76ရှိတယ်။55ပခုံးကနေဒါဒီညီမလေးဆိုဒါ55เนาะပခုံးကနေခါတိတ်နေနေရဆို55သူက ဒီထားတဲ့ညာ25ထားရမယ်ပခုံးကနေတင်ဆိုလို့ရှိရင်လည်းတင်အဖောင်းဆုံးနေရာတင်ရဲ့ထိတ်ဒီပခုံးအမြင်ကနေဒီတင်ထိတ်ကဒီမှာ22နော်22တင်ဖောင်းနေနေရာရှေ့လေးချင်းမှာအဲ့ဒါမှာတုံးရမှာပေါ့ဆိုတော့ ုံးမမိမိရခြင်းနဲ့ရှိဒီပခုံးကနေပြီးတော့မှကိုရခြင်းနဲ့လက်အရှိကိုတိုင်းမယ်ဆိုရင်အခုလက်တို့ချုပ်မယ်ဆိုလို့ရှင်တော့လက်တို့ကဘယ်နေရာမှာလှမယ်ဆိုဒါ6ဒီလက်ကဒီအတွန်လေးအဆုံးက6เนาะဒီအတွန်လေးအဆုံးကဒါကလက်အရှိက6ဒီလိုပခုံးကနေတထောင်စီးအရှိလိုခြင်းနဲ့ဆိုရင်ဒီပခုံးကလေဒီမှာတတော်သေးဒီအဖူလေးရဲ့အရှိเนาะအဖူလေးရဲ့နေရာပေါ့เนาะဒါက72လက်မှရှိတယ် ပခုံးကနေနောက်လက်ကဝိဆိုလို့ရှိရင်ဒီမှာ20နဲ့နှစ်နော်လက်ကဝိအထိလက်ကဝိကိုအုပ်တဲ့အထိဆိုရင်22ဒါကတော့ဒီဟာလက်အရှိဂျိုင်းပုံပြီးတော့ဂျိုင်းပက်လက်တိုင်းနဲ့ဆိုရင်ဂျိုင်းကိုနည်းနည်းပြောက်ခိုင်းမယ်ပြောက်ခိုင်းပြီးလို့ရှိရင်ပြန်ပြီးတော့ချခိုင်းမယ်ပြန်ချတဲ့အချိန်မှာမှာကိုကဒီမှာအနေတော်လေးပေါ့နော်ဒီမှာလက်တလုံးလည်းမခံအောင်နော်အဲ့ဒီလိုအနေတော်လေးတိုင်းမယ်အဲ့ဒါကကြတော့ဆက်ချနော် ဒီမိမလေးကျိုင်း16ရှိတယ်လမောင်းရင်ပတ်တယ်ကဒီကနေဒီကိုဒါက73လမရှိတယ်တထောင်စင်ပတ်လေတိုင်းလဲဆိုရင်တထောင်စင်ပတ်လေက10လမပြီးတော့လဝဆိုရင်လည်းလဝပတ်လေက9လမဒါလေးတွေကြတော့လက်လက်တစ်ချောင်းပေါ့နော်လက်တစ်ချောင်းလေးနဲ့တိုင်းနော်လက်တစ်ချောင်းခံပြီးတော့တိုင်းတယ်ပြီးတော့ second ဒီအခုဆိုလို့ရှိရင်ဒီအင်ဂျီအတွက်လိုအပ်တဲ့အချက်လက်တွေစုံသွားပြီအဲ့ဒီအချက်လက်တွေအကုန်လုံးကိုတိုက်ထားမယ်ဆိုလို့ရှိရင်ဘယ်ဒီဇိုင်းကိုမဆိုးကိုကချုပ်မယ်ဆိုလို့ရှိရင်အဆင်သင့်ဖြစ်သွားပါအခုတိုင်းပြသွားတာကတော့ no bra ပွဲတဲ့ထယ်တွေချုပ်တဲ့ပက်တန်ဆွဲဖို့အတွက်ကို တိုင်းပြသွားတာပါအဲ့ဒီပက်တန်ကို သုံးပြီးတော့ဒီလိုဒီဇိုင်းအမျိုးစုံကိုချုပ်လို့ရပါတယ်အဒီအတိုင်းတာလေးတွေကိုသေးသေးချာချာမှတ်ထားဖို့အတွက်ကိုဒီစာအုပ်ကလေးကိုသုံးတာပါ အဲ့ဒီပတံကတော့လက်မနဲ့ပဲချုပ်မှနော်အဲ့ဒီလက်မကိုအစစ်မြင့်လက်မလို့လည်းခေါ်ပြီးတော့ထိုင်းလက်မလို့လည်းခေါ်ပါတယ် ဒီတိုင်းဒီလေးကဆက်ချုပ်သူတိုင်းအတွက်ကို မဖြစ်မနေတိကိုတိထားတက်ထားရမယ်တိုင်းဒီလေးဖြစ်တဲ့အတွက်ဒီ post လေးကို share ထားစေထားပြီးတော့ကြည်ကျင်ညက်ညက်ဖြစ်အောင်လုပ်လဲ like ပြီးတော့56ခါပြန်ကြည့်ပါ ပြန်ကြည့်ပြီးလို့ရှိရင် like ပြီးတော့လေ့ကျင့်မှာအဲ့ဒီအတိုင်းကိုပဲ like ပြီးတော့အချိန်ချင်းခါခါလေ့ကျင့်လိုက်ပါနော်အလို့ရအောင်လို့နောက်ပြီးတော့မတိသေးတဲ့သူတွေတိအောင်လို့လည်း share သွားပါနောက်ပြီးတော့ဒီလိုအသုံးဝင်တာလေးတွေကိုလည်းကိုကတကယ်သုံးဝင်တယ်ဆိုလို့ရှိရင်လည်းတခြားလူတွေကိုပြန်ပြီးတော့ပြောပြလိုက်အောင်နော်ဒီ ိုအကျိုးရှိတဲ့ပညာလေးတွေကိုအမြဲတမ်းပဲတင်ပေးသွားမှာမို့လို့ဒီ page လေးကို like share follow လေးအမြဲလုပ်ထားပြီးနော်